ွားဆိုင်ရှန်ကရနီနက်ဆာဖေကုံရဲ့အရှိဖဲချံစောင်းနိုင်ခဲတိုက်ပွဲမှာတုံလရဲ့တပ်ဖွဲ့ဒရုန်းပုံကြောင့်ပိုးပီတူ CPNA တပ်ခွဲမှုပူကြီးတူတေဆုံးခဲ့ရပြီးတော့တတငါဦးထမင်းတိကက်တန်ရရှိခဲ့တယ်လို့ရှမ်းတောင်ပြည်ဟာတေကထုတ်ပြန်ထားပါတယ် ဇွန်လ26ရက်နေ့မှာစောင်းနိုင်ခဲကြီးရွာမှာစစ်ရေလှောက်ရှားမှုပြုလုပ်နေတဲ့စစ်ကောင်စီနဲ့တရံသူပြည်သူစစ်တပ်ဖွဲ့ကိုဖဲခွန် PDF 1600တဲ့ရင် drone အဖွဲ့ကတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ပို့ပီတူစီ PNA တက်ခွဲမှု နောက်ဆိုင်တည်ဆုံခဲ့ပြီးတော့တပ်တော်၅ဦးထပ်မံတဲ့တိကျဒဏ်ရာရှိခဲ့တယ်လို့ဆိုထားပါတယ် စစ်ကောင်စီနဲ့ပြန်သူပြည်သူစစ်တို့ကပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကစပြီးတော့ဖေခုံရင်အရှိဖေချမ်းမှာရှိတဲ့ကြီးရွာများကိုအင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးနေပြီးတော့တော်လရင်တပ်ဖွဲ့များနဲ့တိုက်ပွဲတွေပြင်းထန်လေရှိနေပါတယ်စကောင်စီနဲ့ပြန်သူပြည်သူစကပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ညနေပိုင်းမှာဖေခုံရဲ့အရှိဖေချမ်းမှာရှိတဲ့စောင်းနှန်းခဲကြီးရွာကိုရွာလုံးကျွမီရှုဖြစ်စီခဲ့ပါတယ်။ စကောင်စီနဲ့ပြန်သူတို့ကစစ်ကြောင်းထိုးလာပြီးလက်နက်ကြီးများပစ်ခတ်ခဲ့တဲ့အတွေ့ဖေကုံရင်အရှိဖေချမ်းမှာရှိတဲ့စောင်းနန်းခဲလွယ်ပေါ်နတ်ပေါ်လုံးလဲဟဲပိနေကုံကုန်းပေါ်အပါအဝင်ကြီးရွာ15ရွာထက်မနည်းဒိဒခန့်ထောင်တဲ့ကြီးစစ်ပီတင်းရှောင်းနေကြရပါရဲ့ရှင်